င်္ဂလာပါခင်ဗျာ chess နာရူ channel ရေရောကြိုဆိုပါရယ်ဒီနေ့မှာတော့ the third world chess championship match ရဲ့ game 18ကို review လုပ်သွားပါမယ်ဒီ game review လေးမစခင်မှာကျွန်တော်တောင်းဆို channel လေးတစ်ခုရှိပါတယ်အဲ့ဒါတော့ကျွန်တော်တင်တဲ့ video လေးကိုကြည့်လို့ရှင်ဖြစ်နိုင်လို့ရှင်ပေါ့နော် VPN လေးခံပြီးတော့ကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအဲ့လိုမျိုး VPN ခံပြီးကြည့်ပေးကြအဖြစ်ကြော်ညာကြီးကြည့်ပေးကြအဖြစ် ကျွန်တော် channel ကို support လုပ်ပေးရအားပေးရလည်းဖြစ်ပါလိမ့်မယ်အားလုံးကျေးဇူးပါခင်ဗျာ game တွေမှာတော့ဖြူအား ghost ပါစားရပြီးတော့ stylus အနက်ပါစားရပါတယ်ပွဲတွေကိုစားကြည့်လိုက်မယ်ဆိုရှင်တော့ evo evi night of grey night seasons bishop c4 ဒီပွဲမှာလည်း italian game နဲ့ ghost ပါစားရတယ် Bishop C5, Juago Piano, Line-O, Stylus Hawkwind, Zare, B4, ကောစမာကွန်းကိုကြွေးပြီးတော့ advance scan ပြကစားရပါတယ်။နောက်ကြုံတဲ့လေအတိုင်း C3 ရဲ့ D4 တွေတက်ပြီးတော့ center မှာကွန်းအနေနဲ့ control လုပ်မယ်ဆိုပြီးတော့ကစားရပါ။ Bishop A4, C3, Bishop A5, Gasakin side, Queen assist, D4, IGE7, Queen A4, Bishop B6, Bishop G5. ဖြူအားဒီနားမှာအနောက်ကွင်းကိုစားမယ်ချိန်ထားပါတယ်။ အခုအနေထားမှာအနက်ကွင်းကစောကြီးထွက်ထားတဲ့အတွက်ကြောင့်မလို့ဒီကြားမှာညံ့နေလိုမျိုးဖြစ်နေပါတယ်။လောဆယ်မှာအာရွှေ့စရာအကွက်ကနှုတ်ကွက်ပဲရှိပါတယ်။ကွင်းတီဆက်တကယ်လို့များဒီနေရာမှာကွင်းချီဆဲရွှေ့ကြမယ်ဆိုရှင်ပြန်လာရှိပါတယ်။ဘာလို့လဲဆိုရှင်ဒီပုံးကစားခံရနိုင်ပါတယ်။ဒါပေမဲ့အချက်ချင်းတော့တန်းစားလို့ရှင်တော့မကောင်းပါဘူး။ဘာလို့လဲဆိုရှင် လောဆယ်မှာမြင်းကဒီဘက်ရှော့ကိုကာဝယ်ထားတဲ့အတွက်ကြောင့်မလို့တန်းစားခဲ့မယ်ဆိုရှင်ဘက်ရှော့ပြန်စားခံရပါပါအဲ့အတွက်ကြောင့်မလို့အရင်ဆုံးအနေနဲ့ D5 ဆိုပြီးတော့တတ်မယ်မြင်းနောက်ဆုံးသွားတဲ့အခါဒီဘက်ရှော့ကိုအရင်လဲမယ်အဲ့လိုမျိုးလဲပြီးတော့မှဒီဘုံကိုစားမယ်ခုနကအဖန်စကမ်းမဲ့မှာဘုံကောင်ချာကျွေးရတဲ့အတွက်ကြောင့်မလို့ material ကပြန်တော့ညီရွာပါလိမ့်မယ်ကောင်ရည်အတွက်ပြန်ညီရွာပါလိမ့်မယ်ဒါပေမဲ့လောဆယ်မှာ ်ဖြူအားစင်တာကွန်ထရိုးအားကောင်းတယ် development မှာလည်းတားတယ်အဲ့ဒါကြောင့်မလို့တားရပါလိမ့်မယ်ဝယ်ပြန်ကြည့်မယ်ဆိုရှင်တော့ stylus အား quality ဆဲဆိုပြီးတော့ရွှေထားတယ် night day 3မြင်းရဒီနာကနေပြီးတော့ခုံပြီးတော့ကွင်းကိုတိုက်ဖို့အတွက်ပြင်ထားတယ် it is default night b5 when jesus c days default is is လောစံမှာတော့မြင်းအောင်စားမဲ့ချိန်သားပါတယ် ဒါပေမဲ့အတန်းစားလို့မရပါဘူးနောက်မှယထာကပင်မိနေပါတယ် D5 ဒီရွှေကွက်ကတော့မကောင်းဆိုပြီးတော့ပြပါတယ်ဟိုဒါတော့ဒီနားမှာလောဆယ်မှာငင်းတကောင်တွေအားနေပြီးတော့ထောက်ထားတယ် D Bishop ကနည်းနည်းလွတ်နေလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ Bishop ကိုအရင်လဲတဲ့တယ်လို့ပြောပါတယ်အဲ့လိုမျိုးလဲပြီးရဲ့အခါကျတော့မှတခြားရွှေကွက်တွေဥပမာ Knight C3 ရွှေတာမျိုးတွေဒါမှမဟုတ် ဝင်းနေသူတွေချက်ဆိုပြီးတော့ချက်တာမျိုးတွေအဲ့လိုမျိုးတွေလုပ်လို့ရှိရင်ပိုကောင်းလိမ့်မယ်ဆိုပြီးတော့ပြပါတယ်ဝဲပြန်ကြည့်မယ်ဆိုရှင်တော့ဒီနေရာမှာဖြူက d5 ဆိုပြီးတော့တတ်ထားတယ် knight d5 အဲ့ခါကျတော့ d5 တက်လိုက်တဲ့ခါကျတော့ဒီ e5 square ကလွတ်သွားပြီးတော့အနက်မြင်းကြီးကခုံဝင်လာပါတယ်လောဆယ်မှာဒီ bishop ကို support လုပ်ထားတယ်မြင်းကိုလှမ်းတိုက်ထားတယ်မြင်းနဲ့စားလို့ရှိရင် bishop ိုကွင်းနဲ့စားမယ်ဆိုပြီးတော့ပြင်တာပါ night is eve အဖြူမှာရွေးချက်စရာတိတ်မရှိပါဘူးတကယ်လို့များဒီ bishop ရှောင်းတာမျိုးတွေရှောက်လုပ်ခဲ့မှဆိုရှင်ဒီမြင်းကိုစားပြီးတော့အဲ့မြင်းကကာဝယ်ရတဲ့ bishop ကိုစားပြီးတော့နဘကအကောင်တာရပါပါအဲ့ခါကျတော့ပွဲထဲမှာဖြူက night is eve ဆိုပြီးတော့စားရပါတယ်ကွေးတိုက်စတီ5 night 3 when he says bishop b3 castle king side sinus စာဒီပွဲမှာကတော့ကြောက်ကြောက်မွေ့မွေ့နဲ့ပဲသူ့ရဲ့ king ကို castle လောက်လိုက်နိုင်ပါတယ်လုံလုံလဲနေရာကိုပို့လိုက်နိုင်ပါတယ်အခုဆိုရင်တော့ viewer က space မှာတာရရလို့ပြောလို့ရပါတယ် center မှာပုံးကြီးနှကောင်းနဲ့ထိန်းထားတယ်ဒါမှမဟုတ် number အရန် solid ဖြစ်ပြီးတော့ loss ဆယ်မှာပုံးတစ်ကောင်အသာရတာပါတယ် အဲ့တော့ကြောင့်မလို့ဒီနားမှာအနက်နဲလေးတားရဲဆိုပြီးတော့ကုန်ကြပြပါတယ်။ Rocket C1 Caesar's Night BD4 Night BD4 ရွှေ့လိုက်ခြင်းအပြင်အနက်ကနေပြီးတော့ C5 data မျိုးတွေလုတ်လို့ရသွားပါတယ်။ကုန်ကြတော့ဒီညမှာ Night ကို C3 ကိုနောက်ဆုတ်တာနဲလေးပိုကောင်းတယ်လို့ပြောပါတယ်။အဲ့လိုဆိုရှင်ဒီနားမှာ C5 တက်လို့ရှင်အိဗယ်ရှိမှာမဟုတ်ပါဘူး။ ဒါမဲ့ပွဲမှာတော့ Gonspar မြင်းကို D5 ကိုပို့လာတယ်။အဲ့ခါကျတော့ C5 ဆိုပြီးတော့တတ်တိုက်ပါတယ်။ Knight D2 D6 Knight G3 Bishop D8 E5 ပြွာလောဆယ်မှာ space မှာအတားရနေရတယ်။သူ့ရဲ့အကောင့်တွေကအနေပို့ပြီးတော့ active ဖြစ်နေရတယ်ဟိုအသုံးချပြီးတော့ E5 ဆိုပြီးတော့တတ်တိုက်ထားပါတယ်။ဒါမဲ့လို့ကွန်ပျူတာက အခုအနေထားမှာအနက်ကပေါင်းတကောင်တာနေတာရယ်နောက်ပြီးတော့နောက်ငယ်ရေးကြလို့ရှင်ပေါင်းနေလဲပြီးတော့စင်တာပွင့်ဝနိုင်တဲ့အနေထားတွေ open position ဖြစ်သွားမှာတွေကိုကြိုမြင်ပြီးတော့အနက်တာရယ်ဆိုပြီးတော့ပြပါတယ်စင်တာကြီးကနောက်ပိုင်းလက်ရေးမှာပွင့်ဝပါပါအဲ့ခါကြလို့ရှင်အနက်ရဲ့ပရှော့နှကောင်ကအရန်အားကောင်းနိုင်ပါတယ်ဒီနားမှာတစ်ချက်တော့စဉ်းစားကြည့်ပါအောင်အနက်အနေနဲ့ဘယ်ကွက်ရွှေ့လို့ရှင်ကောင်းမလဲဆိုတော့ဟုတ်ပါတယ်ပွဲမှာတော့စတိုင်နေစာ ဆိုပြီးတော့တက်တိုက်ပါတယ်။ကိုင်းကိုချက်ချင်းတမ်းမစားပါဘူး။ကိုင်းကိုလှမ်းပေးရတယ်။ဘယ်သွားမလဲဆိုပြီးတော့တကယ်လို့များဒီနေရာမှာကိုင်းကိုတန်းစားခဲ့မယ်ဆိုရှင်အိတ်မကောင်းပါဘူး။ဘာလို့လဲဆိုတော့အဲ့လိုတန်းစားလိုက်မယ်ဆိုရှင်ဒီ C5 ပုံကလွတ်သွားမယ်။နောက်ပြီးတော့ဒီ E5 မှာရှိနေတဲ့ပုံကလည်းအာနယ်ဝါမယ်။ဒီပုံကောင်ကဆက်ထားမဟုတ်တော့ရတော့ကြောင်မလို့ဖြူအားသားလေးပဲ rotate C5 စားလိုက်မယ်ဆိုလို့ရှိရင် equalize လုပ်နိုင်တယ်ဆိုပြီးတော့ပြတာပါတယ်။ where မှာတော့ stylus က b5 ဆိုပြီးတော့ intermediate move အနေနဲ့ queen ကိုအရင်လှမ်းတိုက်လိုက်တယ်။ queen ကိုချက်ချင်းတန်းမစားပဲနဲ့။အဲ့ခါကျတော့ queen ရှောင်းတယ် queen a3 c4 အဲ့မှာလည်းမပြီးသေးပါဘူး။ net pawn တွေကဆက်တက်လာပါတယ်။လမ်းကြောင်းလို့ရှိရင် b4 ကို c3 ကိုတက်မယ်ပါဆက်ပြီးတော့ချိန်ရောက်ထားပါတယ်။လောဆယ်မှာတော့ဘချောက်ကိုစားမယ်ချိန်ထားတယ်။ ီးတဲ့စဒီစစ်အဖြူအားဒီနားလေးမှာမှားရွှေ့မိပါတယ်သူတွက်တာတော့ဒီလိုနေပါလိမ့်မယ်ဒီနားမှာတကယ်လို့အနက်ကဖြူဝေးရှော့ကိုလာစားခဲ့မယ်ဆိုရှင် ဖြူအားဒီမြင်းကိုပြန်စားမယ်အခါကြလို့ရှင်ဘရှော့ပြေရထားရဲ့နှကောင်ခွာတာခံလိုက်ရတဲ့အတွက်ကြောင့်မလို့အနက်ကဒီပုံးကိုပြန်စားရလိမ့်မယ်ကွင်းနဲ့ဘရှော့ကိုစားမယ်အဲ့လိုဆိုရှင်ဖြူအားအကောင်သာရမယ်တကယ်လို့မြင်းကတခြားဘက်တွေရှောင်းခဲ့မယ်ဆိုလို့ရှင်လည်း ရရှောက်ကလိုက်ရှောင်းပဲအဲ့တော့မှပဲအဲ့လိုမျိုးတွတ်ထားဖို့ရပါတယ်ဒါနဲ့ပြန်လာတကူကနားမရှိနေတဲ့ D5 ဘောင်းကကာမဲကောင်မရှိပါဘူး Night Days D5 Stylus ကအသာလေးပဲ D5 ဘောင်းကိုကောက်စားပလိုက်တယ်လောဆယ်မှာတော့အနက်မြင်ကစန်တာမှာရှိနေပြီးတော့ရန်ကို update ဖြစ်သွားပါပြီနောက်ပြီးတော့ဒီ open position ကြီးမှာ navigation တရားဖြုံမြင်းနေထပ်ပို့ပြီးတော့တာပါတယ် တခြားစီတူဘီဖုန်းနှစ်ကသူ့ရဲ့ပေါ်နေကိုကွင်းဆိုင်ကနေပြီးတော့တွန်းလာပါတယ်။လောဆယ်မှာတော့ကွင်းရဲ့ပေါ်ရဲ့နှစ်ကောင်ဆက်တွဲဖြတ်လိုက်တယ်။ကွင်းဒီဖုန်းကွင်းရှောင်းသွားတဲ့အခါကွင်းဒိတ်စီစစ်ဆိုပြီးတော့ဖြူပေါင်းလေးကိုပြေးစားပါတယ်။တခြားအီဖုန်းဖြူဟာဒီကားမှာမြင်းတို့လာအုပ်ွက်ယူပြီးတော့ကောင်တာအတက်သေးရမလားဆိုပြီးတော့လုပ်ကြည့်ပါတယ်။ night thesis နကသူ့ယထာကိုစားခြင်းစားဖြူကွင်းကိုပြန်စားမယ်ဆိုပြီးတော့ချိန်ထားပါတယ်။ကုံကြားတော့ဒီနားလေးမှာနဲလေးပူကောင်းတာကတော့တခြားပြည်စစ်ရွှေ့လိုက်တာပူကောင်းလိမ့်မယ်လို့ဆိုပါတယ်။နတ်မင်းကအကောင်လေးအများကြီးနဲ့ကာရာဖြစ်တဲ့ကြောင်မလို့ဒီနားမှာပင်မိနေရာဖြစ်ပေမဲ့လည်းဖြူနေနဲ့အမှလုံးလို့မရပါဘူး။အခုနေအဲ့လိုကစားခဲ့လို့ rotate စီဖို့ဆိုပြီးတော့လာစားခဲ့မယ်ဆိုချင်းဒီညမှာ night piece ကောက်ရွှေ့ပြီးတော့ကွင်းရရထားတဲ့နှကောင်ခွာလို့ရပါတယ် ဥမာအနေနဲ့ပြောရမယ်ဆိုရှင်ဒီနေရာမှာ Windows B4 ဆိုပြီးတော့စားခဲ့မယ်ဆိုရှင်မြင်းနဲ့ရထားကိုပြေးစားမယ်။ကွဲနဲ့လာစားရင်မြင်းနဲ့ပြန်စားမယ်။ Visual Days AA ထပ်စားခဲ့မယ်ဆိုရှင် Visual Access ဆိုပြီးတော့ Stream မယ်။ဒီနောက်မှာအကောင့်တွေတွဲကြည့်မယ်ဆိုရှင်တော့2လောက်ပဲလို့ပြောလို့ရပါတယ်။ဒါပေမဲ့လို့ net မှာ Visual ပဲကြံတဲ့အတွက်ကြောင့်မလို့ဒါရပါတယ်။ ဝဲပြန်ကြည့်ကြည့်မယ်ဆိုရှင်တော့ဒီညမှာနှစ်ခါနိုင်ပြီဆဲဆိုပြီးတော့ရွှေ့လိုက်ပါတယ်ဘရှော့အီဆဲဆိုတဲ့အကွက်လေးကိုမရွှေ့ခဲ့ပါဘူးအဲ့လိုရွှေ့လိုက်တာတခုတော့ကောင်းပါတယ်ဘာကောင်းတာလဲဆိုရှင်တော့နှစ်ခါသူ့ရဲ့အကောင်လေးမိုင်နာပီးစ်တွေမေဂျာပီးစ်တွေကိုတနိုင်လောက်မလဲပဲနဲ့ထိန်းထားလိုက်လို့မျိုးဖြစ်သွားပါတယ်။ခုနကလိုမျိုးဘီရှော့အီစစ်တာရွှေ့ခိုင်မယ်ဆိုရှင်အကောင်တွေတော်တော်များများလဲရမှာပါ။ ကွင်းစီတူဖြူအားကွင်းကိုဒါလေးလှမ်းရှောင်းလိုက်တယ်။ဒီ A7 ပုံကိုစားမယ်ဆိုပြီးတော့ချိန်ထားပါတယ်။လောဆယ်မှာယထားကိုလည်းလှမ်းချိန်ထားတဲ့အတွက်ကြောင့်မလို့ Ruby ရိတ်ဆိုပြီးတော့ရှောင်းတယ်။ Special Days A7 check ပုံတကောင်တော့ပေးလိုက်ရပါတယ်။ King H8 Rook C D1 Queen Aces Bishop F5 Bishop J လဲမလားဆိုပြီးတော့လှမ်းပေးပါတယ်။ Jesus ။မူတာကတော့ဒီနေရာမှာအဲ့လိုမျိုးကြီးစစ်မတက်ဘဲနဲ့ Bishop အဆဲဆိုပြီးတော့ဒီ Bishop ကို activate လုပ်လိုက်တာပိုကောင်းလိမ့်မယ်လို့ဆိုပါတယ်။လို့ဆိုရှင်ဒီ long time ကိုနိုင်ဤမှာ Bishop ကအားကောင်းပါမယ်။ခုနေတကယ်လို့ဖြူက Bishop ချင်းလာလဲခဲ့မယ်ဆိုရှင် SI မှာရှိနေတဲ့ရထားနဲ့ပြန်စားပါမယ်။ Rotate C8 အဲ့လိုစားခဲ့မယ်ဆိုရှင်နောက်လှည့်ဤမှာဒီစီပွန်းကလည်းဘတ်စပွန်းကြီးဖြစ်နေမယ်။နှက်ကပွန်းတွေတော်ပြီးကစားလို့ရပါတယ်။ ဝဲမှာတော့အနက်ကဂျီစစ်ဆိုပြီးရွှေရဲမရှော့တိတ်စီရဲရူတိတ်စီရဲခုနအနေထားနဲ့မတူတာခုနေထားမှာကြတော့အနက်ရဲ့ပျောက်ကနောက်ထဲမှာကြံပြီးရောတိတ်ပြီးရောအတေမဖြစ်ပါဘူးဒီဘက်ရထားကလည်းဒီ C5 မှာမဟုတ်ပဲနဲ့ဒီနာက F5 မှာပဲရှိနေပါသေးရဲ့ဝဲပီတူချက်နောက်အကွက်လိုမျိုးပျောက်က F7 မှာမရှိရတဲ့ကြောင့်မလို့ဖြူအားဒီနာမှာ နတ်ကင်ကိုချက်ခွင့်ရပါပါတယ်။ရိုးတန်းချက်တာမဟုတ်ပါဘူး။ဒီပုံးကိုပါစားမဲ့ချိန်ထားပြီးတော့ခွာချက်လုပ်ထားတာပါ။ဝင်းကြီး7 Queen Days B4 ပုံးကောင်ပြန်ရလိုက်တယ်။ Bishop C7 ဘုံဒါတော့ဒီနားမှာ C3 ဆိုပြီးတက်တာပိုကောင်းလိမ့်မယ်လို့ဆိုပါတယ်။ဘတ်စပွန်ကိုတွန်းလာပါပေါ်ရမှာတော့အနက်က Bishop 3ရယ် Bishop C7 ရူတီကိုဒီနားမှာဂွန်စပါမှားရွှေ့ပြီးပါတယ်။သူ့ရွယ်ချက်ကတော့ယထာကိုဖိုးဒရန်ကိုတင်ပြီးတော့ဒီနားကနေပြီးတော့ကင်းကိုလာချက်ဖို့ပြင်နာပါ။ဒါပေမဲ့ဘာမှတိတ်လို့တော့မရပါဘူး။ဘရိုကတ်ဒီယိတ်စတိုင်နက်စ်ကစင်တာကိုရောက်လာယထာကိုလဲမလားဆိုပြီးတော့လှမ်းပေးတယ်။ပြောမယ်ဆိုရှင်ဒီနားမှာအိတ်ဆိုးမှာလာချက်ချင်ချက်ဆိုပြီးတော့ဂယူးဆိုင်ယူဆိုပြီးတော့ရွှေ့လိုက်တာပါ။ရိုကတ်ချက် ဒီกว่าတော့မကောင်းပါဘူး။ဘူဒါဒီနေရာမှာအဲ့လိုမျိုး explore တွေသွားချက်မနေရောမယ်နဲ့ရထားချင်းလဲလိုက်တာပိုကောင်းလိမ့်မယ်ဆိုပြီးတော့ပြပါရတယ်။အဲ့လိုမျိုး rotates d8 ပြန်စားရတဲ့အခါကျလို့ရှိရင် night evo ဆိုပြီးတော့မြင်းကို center ကိုခုံမယ်။အဲ့လိုကစားပေးမယ်ဆိုရှင် position ကဖြူနယ်လေးတာလောက်ပဲတော့ပြပါရတယ်။ဒါပဲပေါ်ရဲမှာကတော့ဖြူက rocket for check ဆိုပြီးတော့ပြေးချက်တယ်။ကဲကြီးရဲ့95ဒီနေရာမှာဖြူသွားနေတဲ့ direction ကတိတ်မကောင်းပါဘူး။သူ့ရဲ့ငင်းနေရထားတွေကို center မှာ active ဖြစ်နေတဲ့နေရာမှာမဖို့ဝဲနဲ့တိတ်ပြီးတော့ဘာမှမလုပ်နိုင်မဲ့နေရာတွေကိုပို့ထားပါတယ်။သူ့ရဲ့အချက်ကတော့နောက်လှည့်ရထားလို့ရှိရင်ရထားကို A7 ကိုပို့မယ်။ပြီးလို့ရှိရင် A7 ကိုစားမယ်။အဲ့လိုမျိုးတွေရွယ်ရအောင်ရပါတယ်။ဒါပေမဲ့လို့အဲ့လိုလုပ်ဖို့အချိန်မရှိပါဘူး။ ဒီနေရာမှာအနက်က root 7ဆိုပြီးတော့ဒါလေးပဲ s7 ကိုပြေးကြတယ် rookie 4လို့ဆိုတော့ဒီနေရာမှာ rookie 4မရွှေ့ဘဲနဲ့ခုနကလိုမျိုး rookie 7ရွှေ့ရင်တော့ဘာဖြစ်သွားမလဲအဲ့ခါကျရင်ဘာမှမဖြစ်ပါဘူး queen ဒါလေးရှောင်းလိုက်လို့ရပါတယ် queen ကို e5 ရှောင်းလည်းရတယ် d4 ရှောင်းလည်းရတယ်ဥပမာ queen e5 ရှောင်းခဲ့မယ်ဆိုရှင်ခုနကပြောတဲ့ F7 ဘောကစားလို့ရမှာမဟုတ်ပါဘူး။လောဆန်မှာယထားရဲ၊ကင်းရဲ၊နှကောင်နဲ့ကာရရဲတို့ကြောင့်မလို့ပါ။တကယ်လို့အခုနေ Night 3 E4 လို့ကမျိုးနဲ့ဒီမြင်းကိုပြန်ကာခဲ့မယ်ဆိုရှင်ဒီညမှာ Bishop D8 ဆိုပြီးတော့ဒီမြင်းကိုစားမဲ့ချိန်လို့ရပါတယ်။ဘောရဲပြန်ကြည့်လိုက်မယ်ဆိုရှင်တော့ဒီညမှာဖြူအားယထားကို A7 နေပါပြီပုံမလေးရောပါဘူး။ဒါလေးပဲ Center Back စီကိုပြန်ခေါ်လာတယ်။ 这家就可能说水解，约翰 H 五水解来，然后 G five 空解来呀，妈妈对体温是有罗米欧偏娃娃的，有没做成偏？那块料能拿瓦路偏娃娃的？C three，如果是一万，偏定哪嘛？一 A 干的有，拉扯没做有，潮奶，Rooty T eight，那内啥道理？约翰那做有没可能内呢？ ကောင်းကြားနိုင်တဲ့ကွက်ဒီမျိုးတွေကိုလှမ်းကားလိုက်ပါတယ်92 95 24 26 93 6 pieces rook c1 ဒီနေရာလေးမှာကုဒါကတော့ rook c1 ထပ်စားလို့ရှိရင် c4 ရွှေရနယ်လေးပိုကောင်းလိမ့်မယ်ပြပါတယ်ဒါပေမဲ့လို့အဲ့လိုကစားခဲ့မယ်ဆိုရှင်လည်းအနက်တာပါတယ် ဒီ C5 မှာရှိနေတဲ့ passport ကဘာမှလုပ်လို့ရအောင်မှာမဟုတ်ပါဘူး။ဒီနေရာမှာရထားချင်းတန်းစားစရာမလိုပါဘူး။ဒီလိုမျိုးပျော့ C5 ဒါလေးပိတ်လိုက်လို့ရပါတယ်။အဲ့လိုဆိုရှင်ဒီဘုံကိုလည်းကာပြီးသားဖြစ်သွားမယ်။ရထားချင်းချင်းလည်းလဲစရာမလိုတော့ပါဘူး။တကယ်လို့ရထားချင်းလာလဲခဲ့မယ်ဆိုရှင်ရောဘာဖြစ်သွားမလဲ။အဲ့လိုဆိုရှင်လည်းအနတ်သားတော့မှာပဲ။ဒီ C5 မှာရှိနေတဲ့ passport ကအရန်အားကောင်းနေပြီးတော့ အကောင်လေးအများကြီးနဲ့ထိန်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုစားဖို့မလွယ်ပါဘူးပွဲမှာတော့ဖြူကရူစီဖုန်းမရှိပါဘူးရူစီဝမ်းဆိုပြီးတော့ဒါလေးရွှေ့ရတယ်အဲ့ခါကျတော့စီတူးဆိုပြီးတော့ရှေ့တက်လာပါတယ် H3 ကွင်းပီတူးကွင်းရခုံဝင်ပြီးတော့ကစားရတယ်ဒီနေရာမှာကြည့်မယ်ဆိုရှင်ဖြူရထားကဒီစီကွန်းရဲ့ရှေ့မှာဘလော့ဂိတ်လုပ်ထားတယ်အဲ့ရထားကိုမြင်းကကာဝယ်ထားပါတယ် အဲ့ညင်ကိုဒါဖယ်ရှားနိုင်ရမယ်ဆိုရှင်နောက်ကဒီရထားကိုစားလို့ရပါပါ။နောက်ရွယ်ချက်ကတော့နောက်လက်မှာ 9C3 တို့အကမျိုးရွှေ့ပြီးတော့ကစားမှန်ပြင်တာပါ။ကွင်းရရထားရဲ့ညင်းရဲ့၃အောင်ခွာပြီးသားဖြစ်သွားမှာပါ။အဲ့လိုကစားခဲ့မယ်ဆိုရှင်။အဲ့ခါကျတော့ QR Queen B3 ဆိုပြီးတော့ Queen ချင်းလဲဖို့ကန့်လန့်ပါတယ်။ Queen Days B3 8 Days B3 A5 အကောင်ရေတော်ချင်းကဒူဝေမဲ့လို့ ဒီစီခိုင်မှာရှိနေတဲ့ passport ကြီးကအရန်အားကောင်းနေတာဖြစ်တဲ့ကြောင့်မလို့ဒီနားမှာအနက်ကတော်လေးကိုတာပါတယ် root sea phone ထားခြင်းလဲမလားမေးရယ် root type sea phone b type sea phone night sea phone ဒီ sea 2ဘုံကိုကျွေးလို့မဖြစ်ပါဘူးကျွေးလို့ရှင်အနက်ရဲ့အသားရရှိမှုတွေကပြဝါနိုင်ပါတယ်အဲဒါကြောင့်မလို့ဒါလေးပဲထိန်းထားတယ်လောဆယ်မှာတော့ဒီ A5 ကပုံအားလဲ passport ဖြစ်သွားပြီဖြစ်တော့တကြောင်မလို့ passport နှကောင် number မှာရှိသွားပါပြီ။ J3 ဒီနားလေးမှာတစ်ချက်လောက်စဉ်းစားကြည့်ပါဦး Styling အစား Tactics လေးတစ်ခုကိုတုံးပြီးရောအကောင်သာရအောင်လုပ်သွားခဲ့ပါတယ်။ဘယ်ကွက်များဖြစ်မလဲဆိုတာကိုချက်လောက်စဉ်းစားကြည့်ပါဦးဟုတ်ပါတယ်ဒီနေရာမှာ The shot is up to check ဆိုပြီးတော့ကစားသွားခဲ့ပါတယ်။ပြောရမယ်ဆိုရှင်ကင်းကို F2 ပွဲကိုရအောင်ဆွဲခေါ်လိုက်တာပါ။ Get is up to ရောက်လာတော့ဘာဖြစ်သွားလဲဆိုပြီးတော့မေးစရာရှိပါတယ်။ရောက်လာတော့93 check ဆိုပြီးတော့ခွာချက်လုပ်လိုက်ပါတယ်။ယထာဥစားတော့မှာပါ။ King E3 Knight C1 Knight C1 Rook D1 ရင်းအောင်စားမဲ့ဆိုပြီးတော့ချိန်ထားပါတယ်။ဘလိုပဲဖြစ်ဖြစ်ဖြူကမြင်းပေးရမှာပါ။ Knight D2 A4 ဒီနားမှာ A4 မတပ်ပန်းနဲ့ စီဝန်းကွင်းဆိုပြီးတော့တခါရတန်းတန်းလည်းရပါတယ်အဲ့လိုဆိုရှင်ညင်းနဲ့ကွင်းနဲ့လဲမယ်ပြီးလို့ရှင်နောက်ဘက်ကဒီ A5 ဘတ်စဖုန်းကိုတွန်းမယ်အဲ့လိုမျိုးကြီးကစားလည်းဖြစ်ပါတယ်ဒါမဲ့ပွဲမှာတော့ stylus A4 ဆိုပြီးတော့ဒါလေးပဲတက်ပါတယ်မလောပါဘူး light up D4 ပုံးကိုစားမယ်ချိန်တယ်အဲ့တော့မှပဲစီဝန်းကွင်းဆိုပြီးတော့ချက်ပြီးတော့ကွင်းတက်ယူပါတယ် night day c1 rotate z1 ဒီနားလေးမှာပဲ viewer ကအရှုံးပေးသွားပါတယ်ဒီနေ့ပြောခဲ့တဲ့ stainless နဲ့ conspato ရဲ့8090 8091မှာကစားခဲ့တဲ့ the third world chess championship match ရဲ့ game mate ရဲ့ review season လေးတော့ဒီနားမှာပဲရလိုက်ပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်